ဒီနေ့ကျွန်တော်အနတ္တဘီရင်ဒဘွိုက်ကင်းကျွန်တော်တို့ပထမဆုံးခြားရတဲ့ boss အကြောင်းကိုပြောပြသွားချင်တယ်။အာချောင်းရံရဲ့မိတ်ဆွေအချောင်းချီရှိကိုတက်လိုက်တဲ့သူကလည်းဒီဒဘွိုက်ကင်းပဲပေါ့နော်။ဒါဆိုရင်တော့ဒီဗီဒီယိုမှာဒဘွိုက်ကင်းဆိုတာဘာတူလဲ။ပြီးတော့ဒဘွိုက်ကင်းကဒီ Emperor E ရဲ့မိတ်ဘေးစိတ်ခိုင်းခံရတဲ့ရုပ်သေးဘဝကိုဘယ်လိုရောက်သွားတယ်လဲပေါ့နော်။ဒါရီမပြောခင်ဒီဗီဒီယိုကြည့်နေတဲ့သူတွေကိုကိုကြီးလေးတစ်ခုတောင်းချင်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့ YouTube channel လေးဖြစ်ဖြစ် Facebook page လေးဖြစ်ဖြစ် follow လုပ်ပေးဖို့ဖြစ်ပါတယ်။ဘာကြောင့်မို့လဲဆိုတော့ ဗီဒီယိုတစ်ပုဒ်ဖြစ်လာဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်စာတွေအများကြီးဖတ်ရတယ်ပြီးတော့တက်လျော်တဲ့ကတ်ဆန်တွေရှာရတယ်အာနိုင်နဲ့ချီပြီးတော့ဒါချိန်နေပေးရတယ်ပေါ့နော်အဲ့ဒါကိုအတိအမှတ်ပြုပေးတဲ့အနေနဲ့ဗီဒီယိုလေးကို like and share လုပ်ပေးဖို့တောင်းဆိုချင်တာပါဝဲဝဲမိကိုစိတ်ဝင်စားတဲ့ညီကိုရေအနေနဲ့လည်းတိချင်တာတွေရှိလို့ရှိရင်တော့ comment မှာမေးသွားလို့ရပါတယ်။ကဲဒါဆိုရင်တော့ဆက်လိုက်ကြအောင်ဗျာ။ The Void King ရဲ့နောက်ခံတမိုင်းချောင်းကိုတော့ကျွန်တော်တို့ Gleamy Abyss လို့ခေါ်တဲ့ DUA လေးကနေဆက်လိုက်တဲ့ mission ကနေတည်ရတယ်ပေါ့နော်။ မနေ့တုန်းကအန်တီဟန်အကြောင်းကိုပြောပြတော့ကကျွန်တော်ထမင်းစစ်ပြုတ်ကျခြင်းအကြောင်းကိုလည်းပြောခဲ့တယ်ပေါ့နော်အာထမင်းစစ်ရဲ့နောက်ဆုံးဘီရင်ဖြစ်တဲ့လီဇူဟာဆိုလို့ရှိရင်သူ့ရဲ့အနိကစစ်သူကြီးဖြစ်တဲ့ဆက်ဘီရင်ကျူးဝမ်ရဲ့တက်ဆာဖောက်မှုကြောင့်မလို့ပြုတ်ကျသွားတယ်ပေါ့လေဆက်ဘီရင်ကျူးဝမ်ကဒါလီဇူကိုအစိတ်ရေကိုတောက်ပြီးတော့ပေဖို့အတွက်မိန်ပေးခဲ့တယ်ဒါပေမဲ့လီဇူကိုမျက်နှာရဲ့တော်ဝင်အကသမားယူချင်းကြီးက ဘယံအစအစိတ်ကြီးကိုတောက်လိုက်တယ်။တောက်လိုက်တဲ့အတွေ့ဒါသူကတေသွားရမယ်။ဒါပေမဲ့မတေပဲနဲ့ဒီလူချင်းကြီးရဲ့ထူချတဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံအကြောင်းမလို့လူချင်းကြီးအသက်ရှင်နေတယ်။အဲ့ဒါမှာအဲ့ဒီအစိတ်ကိုပေးတဲ့တောဝင်ဆရာဝန်စွန်ဘူချီလို့ခေါ်တဲ့လူကဒါကိုအံ့ဩစရာလည်းမမြင်ပဲနဲ့သူ့ရဲ့ဒါစမ်းသပ်ဖို့အတွက်အကောင်းဆုံးပစ္စည်းလို့မြင်တယ်။မြင်တဲ့အခါကျတော့ သူကနေတစင်းပေါ့နော်ထာဝရအသက်ရှင်နိုင်တဲ့စွမ်းအားကိုရမယ်လို့ယုံကြည်တယ်။ဘယင်တောက်ရတဲ့အစိတ်ကိုလွယ်လွယ်မှတ်ရင်တော့ကြောက်ရွံ့အစိတ်လို့မှတ်လိုက်။အကြောက်ရွံ့အစိတ်ကဘလို့လဲဆိုရင်နည်းနည်းလေးပဲတောက်မယ်ဆိုရင်ခန္ဓာကိုယ်ကပြဖြစ်ပြီးတော့ပျောက်သွားမယ်။အများကြီးတောက်မယ်ဆိုလို့ရှိရင်တော့ခန္ဓာကိုယ်ကကြောက်ရွံ့ချင်းဖြစ်ကြံခဲ့မှာ။အဲ့လိုအစိတ်။အဲ့အဲ့ဒီအစိတ်ကသူ့ရဲ့မူလရင်းမြစ်ကစွမ်းအားကတမင်လေးရွာရဲ့အောက်ခြေမှာရှိရ။ အာဒီတမင်လေးရွာရဲ့အောက်ခြေကရေကန်မှာဆိုလို့ရှင်ဝိညာဉ်စားကောင်လို့ခေါ်တဲ့အကောင်ကြီးရှိတယ်။အဲ့ဒီအကောင်ကြီးကနေအစိတ်ကိုထုတ်တာပေါ့နော်။အဲ့ဒီမှာဆိုလို့ရှင်ဆေးအောင်မကစွန်းနာကအကမယ်လေးကိုဖမ်းသွားတယ်။ဖမ်းသွားပြီးတော့အဲ့ဒီရေကန်ကိုခေါ်လာတယ်။ခေါ်လာပြီးတော့အဲ့ဒီရေကန်မှာရှိတဲ့ဝိညာဉ်စားကောင်နေနဲ့သူကဆန်းတက်တယ်။ဒါပေမဲ့ဆိုချိုးကဘာလဲဆိုအဲ့ဒီဝိညာဉ်စားကောင်ကြီးပေါ်ထွက်လာတဲ့အစိတ်မွေဟာဆိုလို့ရှင်ရွာသားတွေကိုထိမိတယ်။အဲ့ဒီမှာရွာသားတွေကကြောက်ရွံ့တာဖြစ်တယ်။အဲတချို့ကသေတယ်။အဲဒီ ယောဂကုသခံမှာဆိုတဲ့အတွက်ကျန်တဲ့ရွာရယ်နဲ့သူတို့လာဖက်မလုပ်ဘူးပေါ့နော်အဲ့မှာဆရာဝန်ကသူတို့ကဲတင်နေမယ်လို့ပြောပြီးတော့ဒါဒီသူ့ရဲ့စံတပ်ပစ္စည်းဖြစ်အသုံးပြုတယ်အဲ့မှာသူ့ရဲ့စီးကိုတောက်တဲ့တချို့သောရွာသားတွေဆိုရှင်ကြောက်ရွံ့တွေဖြစ်ကြံခဲ့တယ်ဒီရွာလေးကအစာရေသာရှားပါးလာတာကြောင့်ဒီတေဆုံးသွားတဲ့သူတို့ရဲ့လူတွေကိုပြန်လဲစားတော့ရတာတွေဖြစ်လာတယ်ပေါ့နော်အားကြောင့်မလို့ဒီနေရာမှာအယိုးစုတွေပြန်ကျင်းနေတာဖြစ်တယ်ဒီယိုးစုတွေကတကယ်တော့အချင်းချင်းစားထားတဲ့လူမျိုးတွေလို့ပြောလို့ရတယ် အဲ့မှာအစိတ်ကြောင့်မို့လို့ဒစီတစ်ပိုင်းယူတွေ့နေပြီဖြစ်တဲ့အကမယ်လေးကတချင်းနေဆိုရယ်အတချင်းနေဆိုတာဖြစ်တဲ့လူတွေကတချင်းတန်ကြားတဲ့ခါကျတော့ဆောလာကဂူကြီးတဲ့ကိုဝင်သွားတယ်အဂူကြီးတဲ့ဝင်တဲ့ခါကျတော့ဆရာဝန်ရဲ့အစံသက်ခံနေဖြစ်လာကြတယ်ပေါ့နော်အဲ့ဒီမှာထူးထူးဆန်းဆန်းအစိတ်ဓာတ်ကိုခံနိုင်တဲ့မွေးကင်းစကလေးတယောက်အသက်ရှင်နေခဲ့တယ်အဲ့ဒီကလေးကိုဒီဆောနာကအကမယ်လူချင်းကြီးကဝေးစားလိုက်တယ်ပေါ့နော်အဲ့ဒီရဲ့ကလေးဟာဆိုလို့ရှိရင်နောက်တစ်ချိန်မှာ white king လို့ပြောလို့ရတယ်ဒီအာ မိစ္ဆာကြီးဖြစ်လာမဲ့လူဖြစ်တယ်ပေါ့နော်အဲ့ဒါမှဆိုလို့ရှိရင်စောနာကဘီယံလီဆိုဟာဆိုလို့ရှိရင်ဒီအတွေ့ပြေးတိမ့်ဆောင်နေရကနေနောက်ဆုံးမှာတော့ဒီလူချင်းကြီးနဲ့ကလေးလေးရှိတဲ့နေရာရှာဖွေတွေ့ရှိခဲ့တယ်အဲ့ဒါလူချင်းကြီးကိုသူကုသပေးဖို့ကြိုးစားတယ်ပေါ့ဒါပေမဲ့လည်းမအောင်မြင်ဘူးပေါ့နော်အကမယ်လေးလူချင်းညာဆိုလို့ရှိရင်သူ့ရဲ့အခြေအနေကိုသူသိတာဖြစ်တဲ့အတွက်နောက်ဆုံးမှာတော့ကိုယ့်ကိုယ်တတ်သိသွားတယ်အာသူတက်တည်သွားတာကြောင့်မလို့လီဆိုဟာဆိုလို့ရှိရင်ဒီရစ်ဆက်တဲ့ကဘာကြီးကိုပြန်ပြီးရစ်ဆက်ဖို့ပဲသူဆော့ဖက်ချလိုက်တယ် အဲ့ဒီတွင်ဆွမ်းနာကဒါလူချင်းကြီးကျွေးမွေးပြုစုခဲ့တဲ့မိဘမဲ့ကလေးလေးကိုသူကအစိတ်တိုက်တယ်အဲ့အဲ့ဒီအစိတ်တောင်ခံရတာဖြစ်တဲ့အတွက်ဒီမိဘမဲ့ကလေးလေးကဆွမ်းအားကြီးတဲ့မိစ္ဆာတစ်ကောင်ဖြစ်လာတယ်အဲ့ဒါကနေဒဘွားကင်းဆိုဖြစ်လာတယ်ပေါ့နော်ဒီဒဘွားကင်းဟာဆိုလို့ရှိရင် Emperor E ရဲ့ Ori Pavilion ကိုဥဆောင်တယ်လီဇူရဲ့ဒဘွားကင်းကဖျားချောင်းပြက်နန်းမှာဒါသမားတယောက်ရဲ့အနိုင်ယူခြင်းကိုခံရတယ် အဲ့ဒီဓာသမကတော့ကျွန်တော်တို့ကိုကဲခဲ့တဲ့ကြမ်းရောင်ပဲဖြစ်တယ်ပေါ့နော်ကြမ်းရောင်ဟာဆိုလို့ရှိရင်ကျွန်တော်တို့ကဲရင်းနဲ့မှဒီ device king နဲ့ရင်ဆိုင်တွေ့ပြီး device king ကိုသူကတပ်ဖြတ်နိုင်ယူခဲ့တာပေါ့လေအဲ့ဆိုတော့သူ့ရဲ့လက်နဲ့ကြာဆုံးသွားတာကိုတွေ့တဲ့အခါကျတော့ Lee Suwa ဒီ device king ကိုသူကအပြစ်ပေးတယ်ပေါ့နော်မင်း apps တွေကိုသွားမယ်သွားပြီးတဲ့အခါကျလို့ရှိရင်မင်းလူတစ်ထောင်ကိုတပ်ပြရမယ်လူတစ်ထောင်ကိုတပ်ပြတဲ့အခါမှာဆိုလို့ရှိရင်မင်းဝင်ကပြန်ပြီးတော့ဒီစွမ်းအားတွေပေးမယ်လို့ပြောတယ်အဲ့ဒီအတွက် device king ဟာဆိုလို့ရှိရင်အဲလူတစ်ထောင်ကိုတပ်ဖို့သူကရည်နေတယ် တော်တို့ the white king ကိုရင်ဆိုင်တွေ့တဲ့အခါမှာဆိုလို့ရှိရင် the white king ကသူ့ရဲ့တတ်ထားတဲ့လူတွေကိုပန်းပွင့်လေးကိုချွေရင်းနဲ့ရှင်းနေတာတွေ့ရလိမ့်မယ်998 999 99ပေါ့နော်999မှာသူရက်သွားတယ်ဘာကြောင့်မလဲဆိုတော့သူတတ်ခဲ့တာ999ရောက်ရှိပြီဒီတရားကိုတတ်နိုင်လိုက်ပြီဆိုလို့ရှိရင်သူပြစ်ပေးမှွန်နေလွတ်မြောက်တော့မယ်အဲ့ဒီအချိန်မှာသူရင်ဆိုင်တွေ့ရတာကကျွန်တော်တို့ဖြစ်နေတယ်ပေါ့နော်အဲဆိုတော့ကျွန်တော်တို့ကဆိုလို့ရှိရင် the white king နဲ့ရင်ဆိုင်ရတယ် the white king ကိုကျွန်တော်တို့ကပြန်ပြီးတော့တတ်လိုက်နိုင်တယ်ဒီအချိန်မှာတော့ Emperor E ဟာဆိုလို့ရှိရင် The Viking ကိုသူ့ရဲ့ပိုးဆုံးကျူးနဲ့ပြန်ပြီးတော့မကယ်တော့ဘူးပေါ့နော်။မကယ်တော့တဲ့ခါကျတော့ The Viking ကလုံးဝတေဆုံးသွားတယ်ပေါ့နော်။ The Viking ရဲ့မတေဆုံးခင်နောက်ဆုံးလှုပ်ဆောင်ချက်ကိုကျွန်တော်တို့လေ့လာမယ်ဆိုလို့ရှိရင်သူကကျွန်တော်တို့တိုက်ခတ်ချင်တာမဟုတ်ဘူး။သူ့ရဲ့ဒီအမားတွေကိုပြန်ပြီးတော့ပြုပြင်ချင်တာကိုကျွန်တော်တွေ့ရမယ်။သူကလက်နက်စီကိုကမ်းမဲ့လက်ကိုလက်နက်စီမကမ်းမဲ့နဲ့ပေါ့နော်။ဒီပန်းမွန်တွေဆိုကမ်းတော့တော့သူတွေ့ရတယ်ပဲ။ဒါဆိုရင်ကျွန်တော်တို့ The Viking ရဲ့ story ကိုအားလုံးသိကြပြီလို့ထင်တယ်။ The Viking ဆိုတာတကယ်တော့လူဆို ဟုတ်ပေမဲ့လူဆိုးမှာလည်းသူဆိုးရတဲ့အကြောင်းရင်းရှိတယ်ဆိုတာကျွန်တော်တွေ့ရတယ်။ဒီလူဆိုးဖြစ်တဲ့ the white king ဟာဆိုလို့ရှိရင်လေသူ့ရဲ့အဖေ emperor e ကြောင့်မလို့သူလူဆိုးဖြစ်လာတာ။သူ့ရဲ့အဖေ emperor e ဟာဆိုလို့ရှိရင်လေအကြောင်းကြောင့်မလို့လူဆိုးဖြစ်လာတာ။